โอเคအလုံးစုံညာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာတင်အရင်တော့ကတင်ခဲ့တဲ့ဟိုဟာ application တွေရနေပြီးတော့ကျွန်တော်တကယ်ပတ်စံထုတ်ကြည့်မယ်ပေါ့နော်ရလားဆိုတော့ကျွန်တော်တခုတတိပေးချင်တာလည်းမဟုတ်ဆိုဒီဗီဒီယိုတိုင်းမှာလည်းကျွန်တော်ပြောနေကြပါနော်ဒါမျိုးဗီဒီယိုကြည့်ပြီးပတ်စံရတာတို့ဂိမ်းဆော်ပြီးပတ်စံရဂျွန်ရကြည့်ပြီးပတ်စံရတာတို့ပါဗျာအာအရနဲတယ်လို့ကျွန်တော်ခဏခဏလည်းပြောတယ်ဒါဆိုလို့ရှိရင်ခင်ဗျားကဘာဖြစ်လို့ဒါတွေတင်နေရတာလဲဆိုတော့ ရှင်းပါတယ်ကျွန်တော် view လို့ခြင်းလို့ဒါမျိုးဘာလို့လဲဆိုတော့လူတွေရဗျာအာငပြင်းနေရများတယ်ဗျာအဲ့တော့ခင်ဗျားတို့အာမနာတန်းပြောရတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒါအမှန်တရားပဲခင်ဗျားတို့တိမှာပါတခုခုလောက်ပါဆိုပြီးတော့ကျွန်တော်ကဗီဒီယိုတခုကောက်တင်လိုက်တယ်ဗျာဗီဒီယိုတခုလောက်မှနီးလန်းနေပိုင်းနဲ့တေချာမြဝေပြီးတော့တေချာတင်ပေးလိုက်တယ် YouTube ဖြစ်နေ Publisher လုံးနေကျွန်တော်တင်ပေးထားတယ်တကယ်လိုက်လောက်တဲ့လူပဲနှစ်ယောက်ရှိတယ်မရှိဘူးမလား view တောင်မှ video အပုတ်တွေကြည့်လိုက်တယ်ဆိုရင် view တောင်မှနည်းနည်းလေးပဲရှိရတယ်။ဒါပေမဲ့လို့လည်း video ကြည့်ပြီးပတ်ဆိုင်ရတယ် game ကြည့်ပြီး game ဆော်ပြီးပတ်ဆိုင်ရတယ်ဆိုတာမျိုး video တင်လိုက်တယ်။ view တွေကအရန်กว่าချားတယ်။တကယ် like လုပ်တဲ့လူတွေကလည်းတကယ်အများကြီးပဲမယုံဘူးဆိုကျွန်တော်ပြမယ်ဒီမှာကြည့်လိုက်ပါ။ဒီ video ကြည့်လိုက်။ဟောဒီ video ကြည့်လိုက်တယ်ဒီနေရာကိုကြည့်လိုက်။ကျွန်တော်ရဲ့ဒီ link ကနေပြီးတော့ဝင်တဲ့လူ refer link ကနေဝင်တဲ့လူဘယ်နှယောက်ရှိလဲဆိုတော့296ယောက်တောင်ရှိတယ်ဒီမှာเนาะ click 296ရောက်တောင်မှရှိရဒီ application ကိုကျွန်တော် refer link ကနေဝင်တဲ့လူရ။အဲ့တော့ကျွန်တော် refer link ကမဟုတ်ဘဲနဲ့တခြားနေရာဝင်ပြီးတော့ download ဆွဲပြီးတော့လုပ်တဲ့ saw တဲ့လူတွေလည်းရှိမှာပဲ။ဟာအဲ့တော့ကျွန်တော်ခင်ဗျားတို့ပြောချင်တာကတကယ်အဲ့လိုမျိုးနီးလန်းတစ်ခုချပေးပြီးတော့တကယ်ကိုကိုတိုင်းအားထိုက်အားထုတ်ပြီးစလုပ်ရမယ်အလုပ်ဆိုလို့ချင်ရင်မလုပ်ချင်ကြဘူး။ဒါပေမဲ့ဒါမျိုးဗီဒီယိုကြည့်ပြီးပတ်ဆိုင်ရ game store ပြီးပတ်ဆိုင်ရဆိုတော့လုပ်ချင်ကြတယ်ဗောနော်။ ဒါမျိုး game shop ပြီးပတ်စံဗီဒီယိုကြည့်ပြီးပတ်စံရ game shop ပြီးပတ်စံရတဲ့ဆိုတဲ့ application တွေမှာတောင်မှနည်းနည်း account ဖွင့်ရတာခက်ခဲတဲ့ account ဖွင့်ရတာခက်တဲ့အာ platform တွေဆိုလို့ရှိရင်ခင်ဗျားတို့ကမလုပ်ချင်ကြဘူးမယုံဘူးဆိုကျွန်တော်ပြဒီမှာကျွန်တော်ရဲ့ ping reward ကျွန်တော်ရဲ့ ping reward မှာကျွန်တော် referral link ကနေပြီးတော့ account ဖွင့်တဲ့လူဘယ်နှစ်ယောက်ပဲရှိလဲဆိုတော့ကျွန်တော်ပြဟမ် တကယ်တော့ဒီ pain reward နဲ့ခုနက Amazon platform က pain reward ကပေးတာပိုရော့များတယ်ဒါကျွန်တော်ခဏခဏလည်းပြောပြီးတက်တယ်လည်းခဏခဏပြခဲ့ပြီးဒီမှာကြည့်လိုက်ပါကျွန်တော် referral link ကနေဖွင့်တယ်လို့ဒီလောက်ပဲရှိခုနတော့က Amazon platform မှာကြည့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် referral link ကနေဖွင့်တယ်လို့296ရောက်တောင်ရှိတယ်ဘလောက်တောင်กว่าလဲဘာကြောင့်လို့ဖြစ်ရလဲဆိုတော့ဒီကောင်က website ဖြစ်တယ် account ဖွင့်ရတာနည်းနည်းခက်တယ် ကျွန်တော်ပြောတယ် copy ကူးပြီးတော့ Google ကနေချပြီးတော့ဝင်ရင်လွယ်တယ်လို့ပြောတယ်ဒါပေမဲ့အာဟိုဘယ်လိုပြောရကျေးဇူးရှင်တွေကအဲ့လိုမျိုးမဝင်တယ်မဝင်တတ်ဘူးညာမဝင်တတ်ဘူးအကောင့်ဖွဲ့ရနည်းနည်းခက်တယ်လိင်ကနေပဲဓာတ်ရိုက်ဓာတ်ရိုက်နှိမ့်နှိမ့်ပြီးတော့မှပဲဝင်နေကြတယ်အဲ့လိုဝင်ရခက်တယ်ဗောဗျာ password တွေ email တောင်းတော့ဝင်ရခက်တယ်မဝင်တတ်ဘူးအဲ့လိုမဝင်ကြဘူးလွယ်တဲ့ဟာပဲဝင်တယ်ဒါပေမဲ့တကယ်ပတ်စံရတာကဘယ်ကောင်ပုံများလဲဆိုတော့ ပင် row up ကပုံများတယ်ဒီကောင်ကကြတော့အာပုံများတယ်ဆိုလို့ပုံများအေပုံများတော့ပေးရတယ်ပုံများလို့မြန်တာလဲပင် row up ကပို့ပြီးတော့မြန်တယ်ဒီကောင်ကကြတော့ဒါနေရင်ဒီဗီဒီယိုဆိုလို့ရှိရင်ဒီ Amazon ဗီဒီယိုကနေမှာပတ်ဆိုင်ရတဲ့အကြောင်းကိုကျွန်တော်တင်ထားတဲ့ဗီဒီယိုကလုံခဲ့တဲ့အာတပတ်ကျော်လောက်ကတင်လာတာအခုမှကျွန်တော်ပတ်ဆိုင်ထုံးမဲ့ amount ထိကိုရလာတယ်ဗောနော်ဒီမှာ35ပေါ့အခုကျွန်တော်တကယ်ထုတ်ကြည့်မယ်ရမလားမရဘူးလားဆိုတော့မိတ်ဆွေတို့ဆက်ပြီးတော့ကြည့်ပါဗောနော် ဒီမှာအခုဆိုလို့ရှိရင်သူကအ ਨੇ ဆုံး minimum ထုတ်နိုင်တဲ့အပေါင်းက35 USD ပေါ့35ဆိုတာ35ဒေါ်လာကိုပြောတာမဟုတ်ဘူး0.35အဲ0.35ပေါ့อืม35ပြားပေါ့ဗျာမြန်မာလိုပြောရင်အဲ့လောက်ပဲထုတ်လို့ရတယ်ကျွန်တော်ပင်ရောကမှာဆိုရင်1 USD အ ਨੇ ဆုံးထုတ်လို့ရတယ်အပြည့်ဖို့လဲတအားမြန်တယ်ခင်ဗျားတို့တစ်ရက်လုံးတကယ်တာထိုင်ကြည့်ရဆိုရင်ပြည့်ပြီโอเคအဲ့တော့ ျွန်တော်တို့ပတ်စံထုတ်ခြင်းမယ်ဆိုတော့ကျွန်တော်ကဘာနဲ့ထုတ်ရင်ကောင်းမလဲဆိုတော့ pair pair ရှိရယ် binance ရှိရယ်ပေါ့နော်ဟောချက်ချင်းထုတ်လို့မရဘူးဗျာသူကဒီမှာပြောတယ် instant 1 or 2 day ဒီမှာလဲကွာတော့ပြန်ပြီပင်လူဝက်ကကြတော့ခင်ဗျားအခုထုတ်ရင်တနာရီနှစ်နာရီလောက်ဆိုရတယ်တနာရီနှစ်နာရီဆိုတာဒါကျွန်တော်ကအပေါ်မှာမူတည်ရယ်ကျွန်တော်မအားတဲ့ချိန်ဆိုတနာရီနှစ်နာရီကြာသွားတယ်အားတဲ့ချိန်ဆိုလို့ချက်ချင်းထုတ်ပေးရယ်အခုထုတ်အခုရတယ် ဒီမှာကျတော့တရက်နဲ့ရက်စောင့်ရမယ်တဲ့ okay ကျွန်တော်တို့ထုတ်ပြမယ်ပေါ့နော်ထုတ်ကြည့်မယ်ကျွန်တော်ဘေးပင်နဲ့ထုတ်လိုက်မယ်ပေါ့နော်ဘေးပင်နဲ့ထုတ်လိုက်ရင်ကောင်းမလားဘိုင်းနက်နဲ့ထုတ်လိုက်ရင်ကောင်းမလားဘေးပင်နဲ့ပဲထုတ်ပြမယ်ဗျာอืมမဟုတ်ဘူးဘိုင်းနက်နဲ့ထုတ်မယ်ဘာကြောင့်လဲဆိုတော့လူတိုင်းကဘေးပင်အကောင်ရှိဖို့ကမဖြစ်နိုင်ပေါ့နော်အဲ့တော့ကျွန်တော်ဘိုင်းနက်ကိုရွေးလိုက်တယ် confirm ကိုနှိပ်လိုက်တယ် confirm ကိုနှိပ်လိုက်တော့ဒီမှာဘိုင်းနက် ID ထည့်ရမယ်တဲ့ -id ထည့်ရမယ်ဆိုတော့ကျွန်တော် -id တွက်ယူမယ်ပေါ့နော် ဆိုတော့ဒီမှာကျွန်တော် binance id ထည့်ထားပေးပြီဒီမှာ amount ကဘယ်လောက်လဲဆိုတော့อืมအကောင့်လုံးထုတ်မယ်ပေါ့နော်0.35တလောက်ဖြစ်မယ်ပေါ့နော်ဒါကတော့ amount ပေါ့နော်အဲ့တော့ကျွန်တော် verify လုပ်ခြင်းမယ်သူက verify လုပ်ခိုင်းနေပေါ့နော်ကျွန်တော် verify လုပ်မယ် verify ဆိုတာနှိပ်လိုက်တယ်ဆိုရင်သူကဒီလောက်ထုတ်မှတေချာလားလို့ပြောတယ်ကျွန်တော်ထုတ်မှတေချာတယ်အဲ့တော့ထုတ်ကြည့်မယ်ပေါ့နော် confirm လုပ်လိုက်တယ်ကျွန်တော်လက်ပွေတောင်းတယ်ပေါ့နော်ကျွန်တော်လက်ပွေပေးလိုက်မယ် verify ဒီမှာဆိုလို့ရှိရင်အာတပ်ပုံရိုက်ရမယ်ပေါ့ animal camera ကျွန်တော်တို့ camera ပါလုတ်ပေးလိုက်မယ်ရော့ okay ကျွန်တော်မျက်နှာနဲ့ screen ဖတ်လိုက်မယ် okay ဒီတော့ရောက်လာပြီဆိုတော့ကျွန်တော်တို့ဘာဆက်လုပ်ရအောင်လဲကြည့်ရအောင်ပေါ့နော်သူကကျွန်တော်တို့တရား USD ထပ်ပြီးရနိုင်ဘူးအခွင့်အလမ်းနေရှိရလို့ပြောတယ်ဒါကတော့ ဘာလဲဆိုတော့သူတို့ကုမ္ပဏီကထုတ်ထားတဲ့ platform တွေပေါ့ဒါဆိုလို့ရှိရင် Waterland အာ Wonderlands ပေါ့နော်အရင်ကကျွန်တော်ဗီဒီယိုတင်ပို့တယ် Wonderlands application ဒါဆိုလို့ရှိရင်လည်းသူကုမ္ပဏီကထုတ်ထားတဲ့ application တွေမှာတုံးတော့မတုံးဘူးလေဘူးပေါ့နော်လေးခုသူကထပ်ပြီးတော့တုံးခိုင်းနေပေါ့နော်တုံးချင်နေဆိုရင်ကျွန်တော်တို့ကမတုံးပေါ့နော် you are on the top application ကိုမတုံးတော့ဘူးကျွန်တော်ဖြတ်လိုက်ပြီ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ amount ကိုတွားကြည့်လိုက်မယ်ပေါ့နော်တွားကြည့်လိုက်တော့ဘယ်ရောက်သွားလဲ ကြည့်လိုက်မယ်ကြည့်လိုက်မယ်ဟုတ်ကဲ့ကြည့်လိုက်တော့ကျွန်တော်မှာ30ပဲကျန်တော့တယ်ဗောနော် ခုနက ကျွန်တော်ဟာကအာ35ပြည့်ထားပြီဒါဗောနော်အခုဆိုလို့ရှိရင်အဲ့လောက်မကျန်တော့ဘူးဗောနော်ဒီမှာကြည့်နော်ဒီနားမှာ30ပဲကျန်တော့တယ်0.00 30ပဲကျန်တော့တယ်ဗောနော်ဟုတ်ကဲ့ဒီငွေထုတ်တဲ့ဟာဗောနော်ခုနကကျွန်တော်ငွေထုတ်တဲ့ဟာသူကတရက်နှစ်ရက်စောင့်ရမယ်လို့ပြောတယ်ဒါပေမဲ့ တကယ်တကယ်နဲ့ကျွန်တော်ထုတ်လိုက်တဲ့အခါမှာတရက်နဲ့ရမဟုတ်ပဲနဲ့အာ15မိနစ်အတွင်းမှာဒီ notification ကျွန်တော်ရှေ့ကိုပို့လာတယ်ကျွန်တော်ဝင်ကြည့်လိုက်တဲ့အခါကျတော့ Binance တဲ့ကိုတကယ်ရောက်နေတာကျွန်တော်တွေ့ရတယ်ဒီမှာခင်ဗျားတို့ကြည့်လိုက်ပါဒါကျွန်တော်ရဲ့ ID ပေါ့နော်ကျွန်တော်ရဲ့ ID has my transfer for 35 USD ပေါ့နော်နော်အင်္ဂလိပ်လိုပြောတတ်တဲ့နေရာပြောတယ်မြန်မာပြောတတ်တဲ့နေရာမြန်မာလိုပဲချလိုက်တယ်ဒီမှာ0.35 USD ကျွန်တော်အာ funding wallet ထဲမှာရောက်နေပြီလို့ပြောတယ်ကျွန်တော်တွားကြည့်မယ်တကယ်ရောက်လားမရောက်လားဆိုတော့ အဲ့တော့ကျွန်တော်တို့ asset တွေကိုဝင်လိုက်မယ် funding တွေကိုဝင်လိုက်မယ် funding တွေကိုတကယ်ရောက်နေပြီလားဆိုတော့อืมတို့ကျွန်တော်ပြောတာဟာ USD နဲ့ပြောတာတော့ဗောနော် USD လို့ပြောပေမဲ့ဒီမှာရောက်နေတာ USDC ဖြစ်နေဗျကျွန်တော်ပြန်သွားကြည့်လိုက်မယ်ကျွန်တော်များအမှတ်မှားတာလားအကြည့်မှားတာလားဆိုတာဒါပေမဲ့တန်ဖိုးချင်းကတော့အတူတူတော့အတူတူပါပဲ အတူတူပဲဆိုပေမဲ့အမ်ကျွန်တော်လိုချင်တာက USD တွေလိုချင်တာပေါ့နော်ဟုတ်တယ်တို့က USD လိုပဲပြောတဲ့အတွက်ကြောင့်မလို့အာ USDC ပဲပို့ပေးရပါတော့ဒီမှာကျွန်တော် USDC ပို့လာပြီးရဲ USDC 35 0.35ကျွန်တော်ရှိကိုပို့လာပေးရပေါ့โอเค တော့ကျွန်တော်တပတ်လောက်တစ်လောက်ရဖို့တက်လုပ်လိုက်ရတာပိန်ရိုကမှဆိုရင်တပတ်လောက်ဆိုရင်တုံးခါလောက်ထုတ်ပြီးသွားတကယ်ပြောတာနောက်တော့မဟုတ်ပိန်ရိုကမှတပတ်လောက်ဆိုလို့ရှိရင်တုံးခါလောက်ထုတ်ပြီးသွားတယ်သူများနှစ်ရက်တစ်ခါထုတ်နေတယ်ခင်ဗျားတို့မတီးဘူး